္ဂလာပါပိတ်သက်ကြီးတမိနစ်အတွင်းနိုင်ငံရေးသတင်းကားပို့ကိုတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါရရှင်ပထမအဦးဆုံးသတင်းတပုတ်ကတော့ယူကရိန်းသမ္မတဇလန်စကီကတိုက်ပွဲဖြစ်ပွားနေတဲ့ဇပိုရီဇီးယားရှေ့တန်းရှိစစ်သားများအားတွားရောက်ရရှိခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်ထို့အချိန်မှာပဲရုရှားနိုင်ငံဘက်က၎င်း area တို့တိုက်ခိုက်မှုများအရှိန်ဟုန်မြင့်ခဲ့ပါရတဲ့ရှင်ဒုတိယသတင်းတပုတ်ကတော့ဟာဝိုင်ပြည်နယ်အိုဟာဟုတောင်ဘက်15မိုင်ခန့်အကွာတွင်ရုရှားစစ်သည်မော်တစီအားအမေရိကန်ကမ်းခြေစောက်တပ်ဖွဲ့ကတွေ့ရှိခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်ထို့ရုရှားစစ်သည်မော်အားစောက်ချက်ရနှင့်ခြေရခန့်ရဲ့အတွက်ကမ်းခြေစောက်သည်မော် ောများနှင့်စစ်လေယာဉ်များအားအမေရိကန်နိုင်ငံဘက်ကပေးပို့ခဲ့ပါရရှင်တတိယသတင်းတစ်ပုဒ်ကတော့ကနေဒါလှုပ်ဝက်ထောက်လှမ်းရေးအဖွဲ့ကအီရန်နိုင်ငံထံမှရောက်ရှိလာမည့်လူအသက်များကိုသေစေနိုင်သောအန္တရာယ်များတဲ့ချိန်ချောက်မှုများကိုရပ်တန့်ပစ်လိုက်နိုင်ကြောင်းပြောကြားခဲ့ရဆိုတဲ့သတင်းပဲဖြစ်ပါရရှင်အီရန်နိုင်ငံဟာ၎င်းတို့နိုင်ငံအားဆန့်ကျင်သောနိုင်ငံများသို့ချိန်ချောက်စာများပေးပို့လေးရှိရာထိုချိန်ချောက်စာတွင်ကနေဒါနိုင်ငံနှင့်အခြားသောနိုင်ငံခြားသားများအားလည်းပြည့်မတ်ထားကြောင်းဆိုပါရရှင်နောက်ထပ်သတင်းတစ်ပုဒ်ကတော့အမေရိကန်နိုင်ငံကအီကွေဒါအာဂျင်တီးနာဂွါတာမာလာနှင့်အယ်ဆာဘေဒိုမှာတင်ပို့သောတင်သွင်းကုန်အချို့အား ခွန်ဖယ်ရှားပေးလိုက်တယ်ဆိုရက်တတိမဲ့ဖြစ်ပါတယ်ရှင်ကုန်သွယ်ရေးဆက်ဆက်မှုများကိုပုံမတိုးချဲ့ခိုင်းပါစေရဲ့အတွက်ယခုလိုပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်ရှင်နောက်ဆုံးတတိတစ်ပုတ်ကတော့တရုတ်နိုင်ငံဤအရေးပါသောပြည်내တင်းစာကြီးကဂျပန်နိုင်ငံဟာဒုတိယကမ္ဘာစစ်တုန်းကလိုမျိုးရှမ်းမှုသောစစ်အာဏာသုံးဝါဒအားပြန်လည်ကျင့်သုံးရန်ဂျိုးပန်းနေချောင်ပြောကြားလိုက်တယ်ဆိုရက်တတိမဲ့ဖြစ်ပါတယ်ရှင်ဂျပန်နိုင်ငံဤအမျိုးသမီးဝင်ကြီးချုပ်ဖြစ်သူတာကိုင်အီချီဟာထိုင်ဝမ်နိုင်ငံနဲ့ပတ်သက်ပြီးမှတ်ချက်ပြုခဲ့ရတဲ့ထိုမှတ်ချက်က၎င်းတို့တရုတ်နိုင်ငံအားရန်စနေတယ်လို့တရုတ်နိုင်ငံဘက်ကထင်မြင်တဲ့အတွက်ယခုလိုပြောကြားခဲ့တာပဲဖြစ်ပါတယ်ရှင်